စကိုင်းတိုင်းရင်းမပင်နဲ့ဆလင်းကြီးမြို့နယ်လက်ပတောင်းတောင်မှာကျင်းနီတူနေတဲ့တရုတ်တကိုဂိတ်ဆောင်ပေးနေရတဲ့ဆိုးစုကဒီကနေ့မနက်ပိုင်းကျင်းနီဆက်ရုံအနေကကျေးရွာတွေကိုဆင်းနေပြီးတော့အယက်သားပြည်သူ30ကျော်ကိုတစားကလူသားတိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေက MPB ကိုပြောပါရတယ်။ ဒီကနေ့ဇွန်လ23ရက်မနက်9:00နာရီခွဲလောက်မှာတံပြားကကားသုံးစီးနဲ့လာတဲ့စိုးစုအင်အား150ဝန်းကျင်ကရင်းမပင်နဲ့ကျေးစကြနဲ့အုံတုံမင်းရွာစတဲ့တရုတ်တွေကျင်းနီတူနေတဲ့ကျေးစင်တောင်အနီးကကျေးရွာတွေကိုစင်းနှင်းကအမျိုးသမီးတွေအပါအဝင်ဒေသခံ30ကျော်ကိုတစားကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာပါ စင်းနေဖန်းစီခံရတဲ့ကြေးရွာတွေဟာတရုတ်ပိုင်မြန်မာရန်စီကုမ္ပဏီအနေနဲ့ပသိမ်မုံရွာလမ်းရဲ့အနောက်ဘက်ကလေးကစုံစုရဲတပ်ရဲ28ရဲ့တောင်ဘက်မှာတည်ရှိတဲ့ကြေးရွာတွေဖြစ်ပြီးတော့စုံစုကရုတ်တရက်စင်းနေဖန်းစီလို့ထွက်ပြေးချိန်မရလိုက်ပဲအဖမ်းခံလိုက်ရတာလို့ဒေသခံတို့က MP ကိုပြောပါရတယ်။ဒါအပြင်ဒီကနေ့မနက်10:00ခွဲကျော်အချိန်မှာလည်း S က16စီ 22ဘိန်းကား20စီဂျမ်ဘာကား20စုစုပေါင်းကား20စီဟာမုံရွာက30ချင်းတွင်းမြစ်တရားကိုဖြတ်ကတရုတ်ဂျေဒီစက်ယုံတွေဘက်ကိုဥတီမောင်းလင်လာနေပါတယ်။လက်ရှိမှာစိုးစုရံကလွတ်ဖို့ပသိမ်မုံရွာလမ်းပေးကြီးရွာတွေကပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။